ဘယ်လောက်ထိအရက်ငဲ့နေလဲဆိုရင်တကယ်ဒီကားလေသူ့နဲ့ထဲကိုတနက်ပြောင်းလဲချိန်တော့တော့မသိဘူးကြလားဘာဖြစ်လို့လက်နဲ့ဝဲကန်နေလဲလို့မေးတော့သူကပြောတယ်ဆိုတာအဲ့ပြန်ဖို့လမ်းစိမ်းမရှိလို့တဲ့လက်နဲ့ဝဲကန်နေတာတဲ့ဒီမင်္ဂလာပါ à, nhìn lâu vào mấy giờ bị vào ok cho nó đưa ra ở đi hè từ em như ra luôn mới ta tổ đưa ra sẽ cho sẽ cho để vô phải vậy nếu không đánh này, ừ với đam mê áp thứ phải phải đâu có đấy phải phải lúc anh này mà vì là tôi lấy đem mà còn là rồi, tôi lấy đem mà lúc vừa chuyển rồi, tôi lấy đem về vợ, à အဲအဲအဲလောက်ပေါ့ညိုစီကဟိုကိုတစ်ခေါက်လေအရင်တစ်ခေါက်ကအဲဒီ video reaction video လေးလည်းလုတ်ဖြစ်တယ်ကွာဒီလားအဲ့ဒါဟိုပါလေဟိုပါဟိုမှာခွေးဟိုမှာခွေးဆိုပြီးရဆော့လာတိရမလားဖုံဖုံဖုံဆိုအဲ့ဒါလည်းညိုစီကြောင်းပဲဟုတ်လားအဲ့ရှုပ်ပြီးပြုတ်ဖို့ဟုတ်ကဲ့ကျွန်တော်စကြောင်းမရွှေကူတရာခဲ့လေအဲ့ဒီကဲဟလာမနေ့ကလည်းတပွဲနော်ဟိုါတပွဲဟိုဟိုါလာတဲ့ကောင်နေဟလာဈေးဝယ်လာတဲ့ကောင်နေဟုတ်ကဲ့ဈေးဈေးလောက်ဝယ်တယ်ကွာအဲလောက်ပါအဲ့ဥစ္စာလေဈေးက သူကဈေးရဗျာဆိုင်မှာသွားမှုဝယ်ဦးအဲ့လိုမျိုး तू ကအရင်တော့အဲ့ဒီကြောင်းထဲမှာနေရအဲ့ကောင်းလေရအဲ့ဒီအဲ့ဒီဖုန်းကြောင်းထဲမှာနေနေတဲ့ချိန်က तू ကဘယ်လိုဖြစ်လို့လဲမသိဘူးဖုန်းကြီးက तू ကလက်မခံဘူး तू ကအရက်ပေါက်ပါတောက်ပြီးတော့သူတို့နေကြတဲ့ချိန်ကျတော့ဖုန်းကြီးကမောင်းထောက်လိုက်တယ်သူတို့မောင်းထောက်တော့သူတို့ကအဲ့ဒီကြောင်းကနေထွက်ပြီးတော့ဟုတ်ကဲ့ကြောင်းနဲ့နည်းနည်းလှမ်းလှမ်းလေးကဟိုဟာ GDC ကြောင်းဝင်ထဲမှာသွားနေတယ်သူတို့ကအဲ့ဒီမှာနေတာအော်ဒါပဲဗျာဟိုဟာ ူတို့ကဈေးဥဆိုလဲဆိုင်ကြီးသူတို့မသွားရဲဘူးလေရောက်ရဲဆိုင်မသွားရဲဘူးဈေးဥကိုချင်းအဲ့ဒါသူတို့ကဆိုင်ရပွားကြီးကိုပေါ့ဆတ်မှာလေအဲ့အဲ့လိုအရက်တွေပါလေသူတို့ကမှာကြမှာပွားကြီးကသူစောရဲချက်ကြရလဲသူကသူဈေးချင်းလေးလာချပေးရဲအဲ့အဲ့သူတို့စောရဲချက်ကြရလို့ပေါက်နေရတော့နေ့တိုင်းလို့ပါလေတည်းရအဲ့ဒီနေ့ကြောက်တော့၃កောက်ပဲပုံမှန်ဆိုရင်၅កောက်၈កောက်အဲ့လိုလာတယ်ပူပါပါတယ်ပြောတယ် လာလာယူလာကျွန်တော်တတင်းရရလာတယ်အဲ့တော့အာတတင်းရလာတော့ကျွန်တော်တို့အစတော်တော်လေးတော့ကြာပြီဗျာတတင်းရလာတာဒါမှမထွက်တာပြည့်တယ်သူတို့ယူရဲအောင်ဆိုပြီးတော့ဟုတ်ကဲ့လက်ကတောင်းသွားလောက်လာတယ်လက်ကတောင်းပြန်တဲ့ချိန်ကျမှဆိုတာအဲ့ဘလောက်ထိအရက်ငဲ့နေလဲဆိုရင်ဒီကောင်လေးသူ့နဲ့ထေကိုတနက်ပြောင်းတဲ့ချိန်တော့တော့မသိဘူးတလားအဲ့ဒီအရက်ပလေးအရက်ပလေးကတော့ ။ဘာလို့လဲဟိုအဖြစ်နေတာ။စိတ်စိတ်ရောက်နေတာပေါ့။အရှိကကောက်ကအဲ့လိုအဲ့လိုအနောက်ပြီးတော့နောက်တစ်ချက်ကဗျာ तू ကဘယ်လိုလဲဆိုတော့အရှိကကောက်က तू အရှိနဲ့နောက်နဲ့နည်းနည်းတော့တန်းတယ် तू ဝေးလာတယ်။အဲ့ရင်အရှိကကောက်အရင်ချိန်တော့ဒါမှမဟုတ်အရှိကကောက်က तू လဲပါဆိုနောက်နှစ်ယောက်ထပ်မြင့်လိုက်သေးတယ်။ထပ်မြင့်လာတော့အဲ့ဒီပေါက်သေးသေးလေးကို ပေါ့သေးသေးလေးကိုဗျာသူတို့ကနှစ်ယောက်ရှင်ပြီးတော့ဝင်လာအဲတယောက်တည်းတယောက်နောက်မဟုတ်ရောသူတို့အဲ့လိုမျိုးရှင်ပြီးတော့ဝင်လာဗျာသူကအဲ့ဒီမှာဘယ်လောက်ငါပြက်နေလဲအတင်းအတင်းတိုးတာပေါ့အပေါက်သေးသေးလေးကိုအတင်းတိုးတာလေနှစ်ယောက်နောက်မဟုတ်ထက်လိုက်လို့ရှင်ဗျာအရှိနောက်ဆိုရင်ပြရတာကျွန်တော်တို့လည်းခင်းရင်းသေးတယ်ဗျာအဲထက်နေတဲ့ချိန်ကျတော့ပုံပြင်းပြီးပါနှစ်ခါလုံးတစ်ခါလည်းပြရတော့ဗျာအဲ့လိုပြည့်ရေအဖွဲ့တွေအဲ့ဟို သင်တန်းမှာဘလို့တွေတင်တာလဲပေါ့နော်ဘာလို့လဲဆိုတော့ညို့ဖွဲ့တွေပြစ်လိုက်လုံးဝလက်ကစောင်းရမ်းဖြောင်းတယ်ကွာဒီကဟိုပထမတပွဲတော့မြင်ရတော့လည်းအဲ့လိုပဲခဏလေးပဲမြင်လိုက်တယ်ပေါ့နော်ဖုံ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 ဆိုဆော်လိုက်မှောက်သွားတန်းပြီးတော့အခုဆိုလည်းအဲ့တိုင်းပဲဒါခဏပဲတွေ့ရတယ်ဒါပြစ်ကွင်းလဲကျင်းတယ်ပေါ့နော်အဲ့ကြားထဲမှာရအောင်ပြစ်နေတကယ်ကြီးကျူးတယ်ပေါ့ဗျာအဲ့ဒါတော့တင်တန်းမှာတင်လာလို့အဲ့လိုမျိုးတော့မဟုတ်ပါဘူးတကယ်ကဘယ်လိုပြောမလဲဗျာတွေ့ကြုံလေးနေကခန်းစားချက်တွေပေါ့ဟာ ဟုတ်ကဲ့တွေးကြုံလည်းရှိတယ်တော့ဒီကောင်လေးတောက်တာလည်းအာဘယ်လိုပြောမလဲသူတို့ရုပ်မှမှုတွေလည်းရှိတာပေါ့ဗျာအဲ့လိုမျိုးနဲ့အာကျွန်တော်ကဘယ်လိုပဲဖြစ်ဖြစ်ဗျာချေဟိုလည်းကျွန်တော်ဆောက်တယ်ဒီကောင်လေးသူတို့လောက်ရပြီးရောဗျာငါမို့သူတို့လောက်ရပြီးရောတော့အဲ့လိုမျိုးဟုတ်တယ်အဲ့လိုဖြစ်လို့ဒီကောင်လေးကတအားရုပ်မှတာကအခုဆိုရင်အဲ့ဒီနာရွာအခုလက်ရှိတော့သူတို့နေတဲ့အဲ့ဒီဇီဒီဖယားနာရွာတရွာရှိတယ်ဗျာအဲ့ဒီရွာမှာဆိုအဲ့ချေကတစ်ဆောင်ကျော်လောက်ရှိတယ်ဗျာ အဲ့တထောင်ကျော်လောက်ရှိတယ်ဘာမှဆိုင်ရဟန်တော့အဲ့ဒါအဟိုပါပေါ့အမတ်တော့ကောင်းရနှစ်အအနောက်တက်ရှိတယ်ဒီမှာနောက်ဖယားမဆစ်စင်ကြီးကရှိတယ်ပေါ့အဲ့ဂျာလေးကရွာဗျာတရွာလေးဒီအမတ်ရှိပြီးတော့လမ်းမရတလန်းလုံးမအဲ့တရွာလေးကဆစ်ချောင်းနေရတယ်ဗျာတရွာလုံးတရွာမှနေလို့မရဘူးဗျာဟုတ်အဲ့ဟာလီကွေဟိုဟာလီကွေဟာလီကွေဆစ်စင်ကြီးကရွာအဲ့ဒါအဲ့ဒါအဲ့ဒါအဲ့ဒီရွာပဲသူက ဘယ်လိုပြောမလဲတရွာလုံးကိုတရွာနေမြောက်ဗျာဒီတိုင်းမှာပြီးစစ်ဆောင်တရွာလုံးဆောင်နောက်ပြီးတော့ဒီကောင်တွေကဆက်ရခက်မသိမီးရှို့တယ်ဗျာအဲ့ရွာမှာဟုတ်လားဟုတ်မီးရှို့တယ်ပြီးလို့ရှိရင် तू ကအဲ့တကားလေးဘာတွေကဆာဖြုတ်ရောင်းတယ်ဗျာဟိုကလားတွေပေါင်းပြီးတော့လေအဲ့အဲ့ခွေးတွေကဘလားရောက်မှလဲဆိုလေဟုတ်ပြီးသွေးတကားလေးအကုန်လုံးဖြုတ်ရောင်းတာအဲ့လိုမျိုးတမိုးရှိတာအကုန်ယူတာပေါ့အဲ့ရွာလူတွေက ဟုတ်ကဲ့ရှိတာအကုန်ယူရဲအဲ့ဒီအဲ့ဒီဟာလူတွေကကျတော့အခုဘယ်လိုပြောမလဲစာစင်ကြောင်းဆစ်ဆောင်နေနေရမှာပေါ့ဗျာဆစ်ဆောင်မှာနေရတယ်ဆိုတော့သူတို့မြင်ရတဲ့ချိန်တွေကျတော့ဟိုဘယ်လိုပြောကိုယ်တွေသူတို့မြင်မြင်လိုက်အိမ်ရှိရှိနေဗျာဘယ်လိုပြောမလဲအဲ့လိုမျိုးနေနေရတယ်ဆိုတော့တိတ်စိတ်မပြေဘူးဗျာဒီကောင်ကြီးကသူတို့လည်းဘာမှလောက်တာလည်းမဟုတ်ပဲလေအဲ့ဒါကြဒီကအခုဟာလီကွေးမှာလည်းချိတယ်သူတို့နီနီလေးရအဲ့ဒီဟာလီကွေးရ GTC ရအဲ့ဒီဖရာမဆစ်စီကရဲ့ဆိုမိတာဘလောက်မကွာဘူးနီနီလေးလေ ဒီကောင်တွေကကျွန်တော်တို့အခုအခုဒီဖုန်းကြောင်းနဲ့ဖုန်းကြောင်းဝင်ထဲမှာကျွန်တော်ပြေးလာတာဟလားသူ့ရဲ့အနောက်ကခိတ်ရှိတယ်ဗျာနီးနီးလေးဒါဆိုတာအော်လောက်ကြားနေတယ်ဒီဖယားမဆစ်တဲ့ကဲဒီကောင်တွေကအဲ့လောက်ကြည့်ပြေးပါပြီသူ့ပြေးသူ့ခံဩလာမကူဒီကောင်တွေကမကူမကူသူ့ခံသွားနေတယ်ကံကတော့မသိဘူးငါလည်းစိတ်အဲ့လိုမျိုးပုံစံဖြစ်ပါလေအကောင်ကြီးအဲ့လိုဟာဒီကောင်တွေတော်တော်ကိုယုံပါနေအချင်းချင်းကိုယုံပါနေပါ Yo con mi neta me veo jugar, yo hasta acá guapo, tú le das hotel y si le jala, bien, ya, ahora tú gay le. Oh. Tú gay le. Oh. Ahora te ya la mujer, la mitad, la mitad. Ah. Ahora la mujer, ahora la mujer, la mujer, la mujer, lỡ mà à đi mà mày ông với để cho mày ông với rồi đó anh အကြီးဟိုဟာဆိုတော့ဗျာကျွန်တော်တို့ဒီဘယ်လိုမှအတော်လည်းကလာဒီစစ်ကြောက်ကလာမှာအကြီးဆိုလို့ဟိုရွှေကူတပွဲတော့ရှိတယ်ဗျာအဲရွှေကူတပွဲတော့ရှိတယ်အဲရွှေကူကကြတော့သူတို့ကဟိုဘက်ရှိဟိုဘက်သူရဲ့ဂိတ်ပါဆိုတရားဂိတ်တွေဒီကဟိုမှာဆိုတရားအရှိမှာဆိုတရားအာအရင်ကလက်နက်ကိုက်ဖွဲ့တယ်ရှိတယ်အဲ့ဒီနောက်မှာလက်နက်ကိုက်တော်လိုင်းဖွဲ့တယ်ရှိတယ်ဗျကောပါပြစ်တာတို့တော့ရှိတယ်ဒါမှမဟုတ်ဘယ်လိုပြောမလဲအာ ठी နာကြီးပြန်လာတယ်သူတို့ပြစ်ပြီးတော့ ဆုတ်သွားတာလောက်ပဲရှိတယ်ဗျာတရားရဲ့ဟိုဘက်ချက်အပြင်းပြည့်တယ်သူတို့လည်းဟုတ်လားဒီကောင်တွေကကြာအခုကဘလို့လောက်တာလဲဆိုတော့ညီလေးအာဒီမှာဟုတ်ကဲ့ဒီမှာ S gate 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 ရဲ့သူက gate စစ်စစ် gate gate ရဲ့အပေါ်မှာဖျားကုန်ဟွန်းသူတို့က gate ကိုတက်ကွင်းလောက်တာလဲဩ gate ကိုတက်ကွင်းလောက်တာလဲဟုတ်ကဲ့သူကအဲ့ဒီဟိုကကျွန်တော်တို့နောက်ဆုံးသွင်းတယ်ဖျားကုန်ရဲ့ဟိုသိမ့်ရသူကအဲ့ဒီကနေပြန်ထောက်ချမှာပေါ့နော်တကယ်လို့ဝင် ဒီခဲကိုပဲဝင်လောင်းပါဗျာဖះကောင်းကိုသူတို့အာရုံမထားဘူးအဲ့ဒါဖះကောင်းနဲ့မဆိုင်အောင်ဆိုပြီးတော့ခဲကိုသူကအမှတ်ကန်လောက်တော့တာအဲ့ဒါအဲ့ဒါကိုခဲရောက်လာတဲ့သူတို့အပေါ်ဆုတ်ပြီးတော့ဖះကောင်းကနေပြီးတော့တခါလက်သက်ကွင်းသူတို့လောက်လာတာလို့ပုံစံอืมအဲ့ဒါကျွန်တော်တို့ကကျွန်တော်နှစ်ပေါက်ဝင်သွားတယ်ဗျာအဲ့ဒီမှာခဲကိုရောဖះကောင်းကိုရောကျွန်တော်နှစ်နှစ်ပေါက်ဟိုဖောကိုင်းနဲ့တခါလက်ကန်ဝင်လာကျွန်တော်ဖောကိုင်းနဲ့လေ ောကားနဲ့တန်းဟိုရာငါကားတော့ဟိုမောဝတိဝင်တယ်ဗျာဟိုဖျားကုန်းဆိုလည်းမောမောဝတိဝင်တယ်အဲ့ဒီဒီကဲဆိုလည်းကိန်းနာတိဝင်တယ်ဝင်ပြီးတော့အကာပါရပြည့်ပြည့်နေတယ်ထင်တဲ့တိုင်းပဲသူတို့ပြေးတယ်ဗျာကဲရကောင်းနေကဲရကောင်းနေပြေးရောပြေးရောကိန်းမကွေးမရှိတော့ဘူးဝင်မရှိတော့ကျွန်တော်လည်းမတိုးခိုင်းဘူးသူတို့နားနာခိုင်းတယ်အပေါ်ကကြည်ထားလို့မှုနေတယ်လေသူတို့မြင်နေရတယ်ဆိုတော့လေအမအပေါ်ကတက်ခါထက်တူထက်တူထက်တူပေါ့သူတို့အဲ့သိနေရပါလား အဲ့သိမ့်နဲ့ရောက်သွား။ရောက်သွားအဲ့သိမ့်နဲ့ရောက်သွားသူပတ်ပေါမရှိတော့ဘူးလေ။သူအကုန်လုံးအဲ့ထက်မှပိုက်နေတာ။ပိုက်တဲ့ချိန်ကျမှကျွန်တော်အော်ကဲကိုရောက်သွားလဲ။ရောက်သွားပြီးတော့အပေါ်မှာကျတော့ဘလူးမမထွက်ဘူးဗျာဒီကောင်တွေကလေ။ကျွန်တော်တော်တော်ကြာပြီအဲ့ဒါကိုသူတို့ပြောနေတာ။အင်းအင်း။လက်နဲ့ချောက်ပြောနေမထွက်ဘူး။အဲ့ဒီမှာပူပူတရားပါတော့ရခံမလို့လားမသိဘူးအဲ့ဒါ။အကံပူလာနေသူကအဖေကမချခံဘူးလေမချနိုင်သူကအကုန်လုံးကပိတ်မိတယ် ဲ့ပဲစကူလည်းမလာနိုင်တော့ဘူးတို့ချပါလည်းနဲ့ချပါမချဘူးအဲ့ဒီလိုအဲ့လိုမျိုးပြောနေရင်လည်းအဖိုးကြီးဖိုးကြီးအခုနပြောလို့လက်ပြပုံထွက်ပြတဲ့ဖိုးကြီးအဖိုးကြီးကအဖိုးကြီးလည်းဘလို့လဲဆိုကျွန်တော်လည်းမစင်းစားတတ်ဘူးလားဟုတ်လားဘေးကပပလက်ဝိုင်းကြဟာသူကအရှိဝဲကြီးတယ်ဘေးလိုသူကြီးဘူးကွာအရှိမှလည်းအဲ့ရကောလည်းရှိတယ်အရှိမှလည်းရှိတယ်ဒါပေမဲ့အဲ့ဒါကသူကလက်ပြပုံတက်ပြသူသူကလက်ပြပုံမကွဲဘူးဗျာအမကဲတာ ပြည့်ဝထွက်ပြည့်ပြန်ဝင်ပြေးလာတော့အဲ့ဒါလက်လက်ချတဲ့အချိန်မှာကျွန်တော်မေးကြည့်တော့အဲ့ဒီဂျန်နဲ့ဂျန်နဲ့ဟိုတရားစစ်သားတွေကပြောတယ်တဲ့ဘောမပြင်းတော့ပက်လက်ကိုသူတို့တွေဝိုင်းလာပြီပေါ့အင်အားများတယ်ပေါ့နော်ပေးမဲ့ပြောတယ်တဲ့အဲ့တော့လည်းမပြောလို့မရဘူးလေသူကသူဘာကောင်းချင်တယ်လည်းမသိဘူးလေထပ်ပြည့်ပြည့်ရောတဲ့ခွေးရောအဲ့တဲ့အဲ့တကွာကတော်တော်ကြိုက်တာဟမ် အဲ့အဲ့မြင်လိုက်ပြီးတော့လေလက်ပြဘောပြစ်ပြီးတော့ပြေးလာတဲ့ဟာလေอืมဟုတ်ကဲ့အဲ့ဒီဘဲကိုကျွန်တော်တို့ကဘောက်ခါလာကြားရတယ်ဗျဩကိန်းရတာလေဩဘာသမတ်တခါအဲ့တော့ကသူတို့တိုင်းလဲမိုးချောက်ရတယ်ကျွန်တော်တို့ဆက်ဆက်ဝင်တဲ့အချိန်ကျတော့သူကတနအီအဲ့နေ့လက်ပိုင်းသူတို့လည်းနဲ့ချတဲ့ချိန်သူ6နာရီလောက်ဖြစ်ပါဗျာအေးလို့မောက်တော့မောက်နေပြီနော်ပစ္စည်းလည်းနဲ့ပတ်ဟုတ်ကဲ့ဟုတ်ကဲ့ စ်စီလက်နဲ့လည်းပါလေကောက်ပြီးကောက်ပြီးတော့ချိန်ကြတော့သူ့ကိုအာကျွန်တော်ခေါ်သွားတယ်ပြောကျွန်တော်နေရခေါ်သွားတယ်အကောင်လုံးရှင်းပြီးသွားပြီစိန်ပြောင်းတစ်ပြောင်းကြံခဲ့တယ်လေအဲ့ဒီမှာကျောက်ဆက်စီညမေးတော့စိန်ပြောင်းဟာဒီကန်သားပါတဲ့အဲ့မှာဒီကန်အိမ်သားပါပေါ့အပြင်မှာဖြစ်နေတယ်ညဘက်ဆိုတော့ဘူးကလိုက်ရှောက်လို့လည်းမရတော့အဲတခေါက်ပြန်သွားတယ်တခေါက်ပြန်သွားတယ်စိန်ပြောင်းတော့ယူအဲစိန်ပြောင်းမေးမှာကိုကိုလေးတက်အောင်သေးတယ်အဲ့ဒီအဲ့ဒီစိန်ပြောင်းတစ်ပြောင်းယူလာတယ် ယူပြီးတော့စိန်ပြားရတာရတာပြီးတော့ကျွန်တော်ကအော်တတိယဒရုန်းဝင်လုံးမပေါ့ဆိုတော့ဂျန်ပါဘုံမှာတားတာလဲဆိုတော့ဂျန်ပါလဲသူကဖျားကုန်းဘုံမှာတင်တာနောက်တစ်ခါထပ်ဝင်ပြန်ဂျန်ပါအဲ့တော့စစ်ကူကရောက်လာတယ်မလာဘူးအော်ဝင်ရဲ့ဥပြအရင်လေးရောက်လေဟုတ်အနီးနားမှာရှိနေတယ်သူကမဝင်ရဲ့မနဲ့လင်းမှသူဝင်လာအဲ့ဒါဆိုညဘက်ခြေသလောက်ကွာရရမှာပေါ့အဲ့ကွာဆုံးကောင်းကြပါလေအဲ့ဒီ second ကပေးရတယ်ဂျန်ပါတခေါက်လဲစေ ဒါအကုန်ရခဲ့တော့ဟုတ်ကဲ့အကုန်ရခဲ့လားအဲ့တုန်းကတော့တော်တော်ကြာတယ်နော်တိုက်ပွဲရညဘက်တည်းရောက်သွားတယ်ကြာတယ်ညဘက်တည်းရောက်သွားတယ်အဲ့ချိန်မှာပူတီမကျွန်တော်ဟိုကလက်လက်ပြဘုံပြစ်ထလိုက်တဲ့ချိန်မှာလက်ပြဘုံပြစ်ထလိုက်တာအဲ့အဲ့ဘူကပြီးသွားရောပူပူပြီးသွားမှကျန်တဲ့ကောင်းတွေလက်နဲ့ကြာတာဩအဲ့မမမမရရတဲ့ကောင်ကအရင်ကလည်း စစ်သားမဟုတ်ဘူးဗျာ तू ကအလောက်ကမအဲအလောက်ကမအဲ့ဒါဘာဖြစ်လို့လက်နဲ့ဝဲကန်နေလဲလို့ပြောတော့ तू ကပါပြောလဲဆိုတော့အဲ့ပြန်ဖို့လမ်းစိမရှိလို့တဲ့လက်နဲ့ဝဲကန်နေတာတဲ့အော်ဒီကောင်နေအဲ့လိုမျိုးလူတွေပါဆွဲခေါ်ရတာပေါ့ခေါ်ရတယ်ခေါ်ရတယ်ဟဲ့လားအာအပြန်ကိုလမ်းစိမ်းမရှိလို့လမ်းနဲ့ဝေကန်နေတာဟာဒုက္ခရှိပြီပြောတယ် ဟောဒုက္ခပဲအဲအဲနောက်တစ်ချက်ကြည့်ကြလားဟိုအမနောက်တစ်ချက်ကြတော့အဲ့လားဘယ်လိုမှန်းကျွန်တော်တို့ကမြို့တယ်ဝင်လာကျွန်တော်စိတ်ကြောင်ပဲသူသူကစိတ်ကြောင်ပဲမြို့တယ်ဝင်လာလေကွင်းရအောက်မှာဗျာဟိုမှာကိုတခါတွေ့ရမှာသုံးဘိဘုံမှာပါလာတဲ့ခွေလေးအမလေးအဲအဲအဲသုံးဘိဘုံမှာပါနော်အဲ့ဒါကျွန်တော်ညကတည်းကနေတကယ်ကကြတော့မြို့မြို့ထဲမှာကင်းလဲနေတဲ့ခွေးကိုသွားဆောက်တာကျွန်တော်တို့ကအင်းညတကြလုံးနဲ့အဲ့ယူရပြီအဲ့ဒီမှာ ။အညလုံးကအိပ်ပြီးရောက်ပြီ။အိပ်ပြီးရောက်ပြီဆိုကြတော့မိုးလင်းဟိုအဖြစ်ရောက်ပြီ။ဘယ်လောက်လရှိပြီ။ဆန္ဒကြီး။ဆန္ဒဆတနာလာတော့ရှိတော့မှာဗျာ။အဲအဲ့လိုမျိုးတော့ဖြစ်တော့မှာ။အဲ့တော့ဘသူကသွားပြောလိုက်လဲမသိဘူး။အဲ့ဒီနေရာကျွန်တော်တို့နေနေတဲ့နေရာနဲ့ခွေးနဲ့ဆိုနီးနီးလေးရဲ့သူက။အဲ့တော့၃ဘေးတစ်စီးလို့ဒီကောင်တွေက၃ဘေးတစ်စီးကိုဆွဲပြီးတော့လေသူတို့ကမထင်တော့ဘူးဗျာကျွန်တော်တို့ရောက်တယ်ဆိုတာမထင်မယုံဘူးပေါ့။အဲအဲ ူများလာလာပြောခဲ့ကြတော့ဘူသူရဲ့အဆက်ရရှိရလှော့တယ်ဖြစ်မှာတော့သွားကြည့်ကန်တယ်အဲအဲအဲ့တော့ဘုံဘေးနဲ့လာတာဘုံဘေးနဲ့လာပြီးတော့ကျွန်တော်ရှိတဲ့ရှိတဲ့တက်မှလာရိုက်ပြီးတော့လေဘုံမလဲတဲ့ account တွေကဘုံမဘုံမလဲတဲ့ account အဲ့ဒီကပတ်တယ်ရပဲနေရပါလဲတဲ့အော်အော်လေဒါဒီကောင်လေးကပမာလည်းလည်းပတ်သက်နေရတယ်သုံးပိန်းလည်းလာပြီးတော့ကျွန်တော်ကြီးလေးကြီးကျယ်တယ်နော်အကောင့်လေးတကယ်လည်းကြီးကျယ်တာအမ ဘာကဘာမှမရှိဘူးတော့ဟိလင်းပြေးမှာကျွန်တော်တို့ဒီအောက်နဲ့ရိုင်မှာဟိလင်းပြေးမှာလာရိုက်ပြီးတော့သူကလာပြောရောအမတီးတက်ပေးလိုက်မှာပုံပါလဲဆက်တဲ့သူပေါ်တော့မအကုန်တွေ့ထုတ်ပေးလိုက်တယ်ပြတ်ကွေလာဘောလုံးမောင်ရောအဲအဲ့တော့ဘယ်နှစ်ယောက်လဲအဲ့ကောင်လေးအမဗျာ तू ကဟိုဟာအခွေးရောက်၅ကောင်ပါတော့အမလည်း၅လက်ရတယ်5ယောက်လုံးက3ဘိန်းနဲ့လာတာ ။ဘုံပဲလာလာငါရတော့။တကယ်မမရရတယ်ဗောနော်။ဒါကငါတူလာအော်နော်။ဘုံမလည်းတကောင်းမှမရှိဘူးလေ။ဘာသူ့လည်းပါလေညာကျွန်တော်မျိုးဝင်ဂိတ်နဲ့သူကမျိုးတဲ့ဟိုတောင်ရောက်ပြီ။လေရင်ခွေးအောက်ဆိုမျိုးတဲ့တောင်ရောက်ပြီ။အော်အော်။အဲဒါကတော့တကယ်မမရရတယ်ဗောနော်။ဆောင်းကြီးရတယ်။ဒါကတကယ်မမရရတယ်ဗော။ ဟိုဟာညညစီမှာရှိတဲ့ဒီစစ်ကြောင်းမှာရှိတဲ့တပ်ဖွဲ့တွေရဲ့ခံယူချက်စိတ်သက်လေးတွေပေါ့နော်ပြီးတော့ဘလိုလူငယ်တွေပါဝင်လာသလဲအဲသူတို့ကဘလိုပုံစံမျိုးတွေလဲအဲတချို့ဆိုအခြေအနေတွေအများကြီးရှိရလေနော်တကယ်စိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုးတွေနဲ့ပါဝင်လာကြတဲ့သူတွေရှိတယ်အဲကြအဲ့ဖက်မရဖြစ်နေတဲ့ဟာလေးရှိရင်ပြောပြပေးပါအောင်ဒါပြည်သူတွေလည်းအားတက်တော့ဟုတ်ကဲ့ဘယ်လိုပြောမလဲကျွန်တော်စစ်ကြောင်းလမ်းမှာအာလူငယ်တွေပဲများတယ်ဗျလူငယ်တွေပဲအကောင်လုံးက ကြီးစားပဲဟုတ်ကဲ့အကြီးဆုံးဆိုလို့ကျွန်တော်လိုက်ရခဲ့တယ်ဟုတ်လားအကောလုံးလူတွေပဲစိတ်တက်တော့အလုံးတက်ကြွနေတော့တချို့ကတော့ဟိုဟာရှိတော့ဗောဘယ်လိုပြောမလဲအကောလုံးကတော့သူတို့ကအဆုံးသင်သွားမှကောင်းတယ်ကြီးပဲဟိုဟာအအရင်ကဒီတော့လည်းကာလာမဟုတ်ခင်ကဆိုးပေးတယ်မနေတဲ့ကောင်းတယ်ဗောညာအဲ့လိုမျိုးဟာတွေသူကစိတ်သာကျူးစင်းတယ်အဲ့ဒါတော့လည်းကာလာရောက်တဲ့အချိန်ကျတော့လေသူကအကောလုံးက အဲ့လိုမျိုးလူတွေဗျာလူဆိုးတွေအိမ်အမီးပါတယ်ထိမနိုင်သိမနိုင်တဲ့လူတွေဗျာအားလုံးစုပြီးမှဒီတလန်ရေးလောက်နေကြတာပေါ့ဗျာအဲ့လိုမျိုးအဲ့အဲ့တကျအခုချိန်မှာတော့ဘယ်လိုပြောမလဲတိုင်းပြည်သွားပေါ့ဗျာဟိုလူမျိုးဩဝါတွေ့ဘူးလူကလူဆိုးကသမျှကိုအကောင်အောင်ထားခဲ့ပြီးတော့အဲတိကနေပြန်စားကြတော့ပေါ့ဗျာအဲ့လိုလူတွေကြီးပဲများတယ်ဝိုက်တယ်အာတချို့လူကြီးတွေရှိတယ်လीเนาะဟိုပြောကြတယ်ကွာသီလာလူငယ်တွေအပေါ်မှာအဲလမ်းပေါ်မှာပဲရှောက်သွားနေတယ်ဘာအလောက်ကင်မလောက်ဘူး ပြီးပါအောင်မကူဘူးအဲသိရမလားအဲပြီးရင်ဒါတက်တုပ်ထိုးတဲ့သူတွေပါလေဆိုလဲပြောတယ်လေနော်အားဒီကောင်တွေကလူမိုက်တွေဗာဖြစ်တယ်ဂျာဖြစ်တယ်ပေါ့နော်တကယ်တကယ်တမ်းကျတော့အဲ့လူငယ်တွေကပဲဒီအခုတိုင်းပြည်အတွက်ပြည်သူတွေအတွက်အသက်ပေးပြီးတော့ဆွလုံးနင်နာခံပြီးတော့ဒုက္ခသောက်ရတယ်ပေါ့နော်ဒါလာပြီးတော့အသက်တွေပါပေးပြီးတော့တိုက်ပွဲဝင်နေကြတာလေနော်အဲ့တော့တကယ်ကိုလေးစားရတဲ့လူငယ်တွေကအခုဒါတိုက်ပွဲဝင်နေကြတယ်ပြည်သူတွေအနေနဲ့လည်းဒီလိုလူငယ်တွေကိုရတာကန့်ကောင်းတယ်ပေါ့နော်ကန့်ကောင်းတယ် တော့ဒီလူငယ်တွေရဲ့နောက်မှာပြည်သူတွေရှိတယ်ဆိုတာကိုလည်းညီပြောပြပေးပါတော့အဲဘလို့ပဲဖြစ်ဖြစ်ဒါဒီစစ်ကြောင်းအနေနဲ့ချိုးဟာရေဆိုရင်သတင်းပေါ်တက်လာမှပဲပြည်သူတွေကသိခွင့်ရလာအဲ့ကြအဲ့တက်ဖို့ပြီးတော့တည်သွားအောင်လို့ကိုကအခုလိုမျိုးလေးညီလေးနဲ့တွေ့ပြီးတော့ဒါအချိန်လေးလေးအာတို့တွေဟိုအတင်းပြောကြတာပေါ့ကွာအတင်းပြောကြတာပေါ့တရားဒါပါပဲဖြစ်ဖြစ်ပေါ့နော်အခုလိုလေးပြောပြလို့လည်းတကယ်ကျေးဇူးတင်တယ်အဲ့တော့ဒီဒေါ်လာရင်းနဲ့ပတ်သက်လို့အဲပြီးရင်ဒါပြည်သူတွေကိုအတိပေးခြင်းနဲ့ညီလေးအတွက်ညီလေးကနေပြီးတော့အတိပေးခြင်းနဲ့အမှားစကားလေးရှိရင်လည်းပြောပြပေးပါဦး ဟုတ်ကဲ့အာဘယ်လိုပြောမလဲတီတူတွေရတော့အားမအားမလျှော့နိုင်တဲ့ပုံနော်အာအားမလျှော့နိုင်တဲ့လို့အာဘယ်လိုပြောမလဲကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်ဗျာတနေ့အောင်ပွဲရဖို့ရရအောင်ဒါတီတူတွေလှူလာတဲ့အောင်ပွဲကြောင့်ပြည်သူတွေလည်းအာ၄နှစ်က၄နှစ်တာကာလပတ်လို့ဖြစ်လာပြီတနာလာပြီဗျာအမှန်တမ်းပြောရရင်ကျွန်တော်တို့လည်းပြည်သူမရှိရက်တိလို့မရဘူးဗျာအဲတကယ်ပဲပြည်သူလည်းတကယ်ကိုဘယ်လိုပြောမလဲအာနာရှင် ဒီအနာရှင်ပြုတ်ဖို့အတွက်ပြည်သူလက်တက်တက်ကအားတစ်ခုအားကိုစိုက်ပြီးတော့လောက်ခဲ့ပြီးဂျေဇူးလက်တင်ပါတယ်ကျွန်တော်တို့ပြည်သူရဲ့အရှိမကျွန်တော်တို့ကမမမမအရက်နေတယ်ကျွန်တော်တို့မချခင်အောင်ပွဲရတော့မှာပေါ့အားမငယ်တဲ့ကျိုးလဲကျိုးစားနေပါတယ်ကျွန်တော်တို့ကပြည်သူတွေအကောအတင်းသားပေါ့ဗျာရောက်ကျွန်တော်တို့လူကျင်တဲ့ပိုင်းတိုင်းကိုတော့တနေ့ရောက်တော့မှာပါဟုတ်ကဲ့ဟာဗိုက်နော်ဟာပြည်သူကလည်းစိတ်ချတယ်ညီတို့ပြောတဲ့စကားဆိုရင်ပြည်သူကတေချာပေါင်းယုံကြည်ပြီးသားပေါ့နော်ညီတို့ပြီးတဲ့ ဂရိကဝတ်တွေဆိုရင်ပြည်သူအခုချိန်မှာတကယ်ယုံကြည်ပြီးတော့လေးစားအားကိုးကြတယ်ဗောနော်အဲဒါနဲ့ဒါညေးအသက်ဘလောက်ရှိပြီဘုရားနှိပ်ပြအာအဲ့ဆိုရင်အကိုအကိုကြီးဗောနော်အကိုကြီးလို့ခေါ်ရမှာတဲ့ ကွာ35ဆိုတော့နော်ဒါဒါစတာပါအဲဒါရုပ်ကတော့ဒါလောက40ရွယ်ဖြစ်ဖြစ်နေပါပေါ့ဒါညေရိုးကြတော့တကယ်ကိုလူငယ်အရွယ်နဲ့ပေါ့နော်အခုလိုမျိုးပါဝင်ပေးရတယ်တကယ်ကျေးဇူးတင်တယ်ပြီးတော့အဆသာရလည်းဂယူဆိုင်ကြပါပေါ့နော်ပြီးတော့အောင်ပွဲသတင်းတွေအခုလိုမျိုးတက်လာပြီဆိုတဲ့အချိန်မှာလည်းကိုတို့တွေတကယ်အားရတယ် တကယ်လဲဝမ်းသာရင်ကျင်းရရတယ်ပြီးတော့ခုနပြောရဲ့ညေးပြောတဲ့ဟာတွေဆိုရင်မိုက်တယ်ကွာဆရာဟိုလူငယ်တွေရဲ့ဒါနိနာခံပြီးတော့လုံနေတဲ့အကြောင်းရတယ်အများကြီးပဲသိခွင့်ရတယ်เนาะရှစ်ဆက်ပြီးတော့လဲဒီလူငယ်တွေပေါ်မှာညေးတို့တွင်တင်ပေးပါအဲခုနလိုပေါ့နော်အဲဒါမချို့ဒါခံယူချက်တွေခံခံစားချက်ကနေပြီးတော့ခံယူချက်ကိုပြောင်းပြီးတော့ဒါတော်လည်းလောက်ရတာလွယ်ကူတဲ့အရာမဟုတ်ဘူးလေเนาะအဲကြတော့ဘာပဲဖြစ်ဖြစ်ဒီလူငယ်တွေအနေနဲ့ကင်းအောင်လဲညီလေးတို့ပဲစောင့်ရှောက်ပေးပါဗောနော်ပြီးတော့ပြည်သူတွေကိုလည်းစောင့်ရှောက်ပေးပါလို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့တိတ်ချပါပြီးတော့ဟွာပါလေအခုကတဝဲနော်တဝဲနော်တဝဲစကားလေးနဲ့နှုတ်ဆက်စကားလေးပြောပြရလားကျေးဇူးတကဗျာအလုပ်ဘူးရဲ့ကမ္မရေကင်းဆိုင်ကဗျာ Okay okay ကျေးဇူးတင်တယ်နော်ဒါဘယ်လိုပဲဖြစ်ဒီလိုမတန်လေးလုတ်ခွင့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်တယ်ပါနော်